အင်္ဂါသားကြီးများအားလုံးမင်္ဂလာပါဗျာအင်္ဂါသားကြီးများအတွက်24ရက်5လ2025မှာ30ရက်5လ2025အထိအင်္ဂါသားကြီးများရဲ့တပတ်တာငွေကြေးအခြေရေးအင်တော်ရေးကျန်းမာရေးအခြေအနေလေးကိုကျွန်တော်ကလီနိုမှာကကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အာကကလေးတွေကတော့ကျွန်တော်ကဆွဲပြီးသွားပြီးဖြစ်ပါတယ်အင်္ဂါသားကြီးများရဲ့ငွေကြေးကံကနေစပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အင်္ဂါသားကြီးများအတွက်ကြာလာတဲ့ငွေကြေးကံနဲ့ပတ်သက်တဲ့နိမိတ်ကလေးကမိုးတိမ်ဆိုတဲ့နိမိတ်ပေါ့နော်အဲ့တော့ကံဆိုးမှသွားရမိုးလိုက်လို့ရဆို ွားသလိုဆိုသူလည်းပဲအဲဒီတပတ်တာကာလမှာအင်္ဂါသားသမီးတွေကငွေကြေးနဲ့ပတ်သက်ပြီးကံအတော်လေးညံ့နေတာတွေ့ရတယ်။အဲငွေကြေးနဲ့ပတ်သက်ပြီးတော့အဲဆုံရှုံမှုတွေအကူအညီတောင်းရင်လည်းအဲ့လိုမျိုးမရတာတွေပေါ့နော်။ကိုကအရင်ကကူညီခဲ့ဘူးတဲ့သူကတော့ကိုပြန်ကိုကိုပြန်မကူညီဘူးဆိုတဲ့အနေအထားမျိုးလေးတွေဒါမျိုးလေးတွေကြုံရမယ်။ အဲကိုကူညီလိုက်တဲ့လူတွေစီကလည်းပတ်စံပြန်ရဖို့နေတဲ့ဒါကျေးဇူးမတင်အဲအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဘက်တာကလာမှာငွေကြေးကန်လေးကအတော်လေးညံ့နေတယ်အဲ့တော့ငွေကြေးကန်လေးကောင်းဖို့အတွက်အင်္ဂါသားသမီးများကညဘက်မှာခွေးစာကြွေးပြီးတော့ငွေကြေးကန်တက်လာဖို့အတွက်စူတောင်းပေးပါခင်ဗျာအဲပြီးတော့အခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးများကဒီဘက်တာကလာမှာအလိညာခံရနိုင်တဲ့အခြေနဲ့ပတ်သက်ပြီးအလေသားခံရနိုင်တဲ့ဆိုတဲ့နမမျိုးလေးတွေ့ရတယ်ကိုလူသူ့ဘက်သားဖြစ်ပြီးတော့ကိုချင်းသူကနောက်တစ်ယောက်နောက်ပါသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ အခြေကံလေးကလည်းညံ့နေတယ်ပေါ့နော်အဲ့တော့အင်္ဂါသားသမီးများတပတ်တာမှာအခြေရေးနဲ့ပတ်သက်ပြီးတော့ကံလေးပြန်တက်လာစေဖို့ကံကောင်းစေဖို့အတွက်ဆိုလို့ရှိရင်မိမိရဲ့အင်္ဂါမွေးနံထောင်းမှာမိယောမိမိရဲ့တက်စီအဲမိထွန်းညိပြီးတော့ပူဇော်ဖို့အတွက်လိုအပ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့အခြေကံလေးကပြန်ပြီးတော့ကောင်းလာနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့အိမ်အောင်ရေးကံလေးကိုဆက်ကြည့်ပြီးပါမယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကြားလာတဲ့နမိတ်က၄နိုင်ပန်းဆိုတဲ့နမိတ်ပေါ့နော်အဲ့တော့၄နိုင်ပန်းဆိုတဲ့နမိတ်က ဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အရာရာကအပွင့်လင်းမြင်သာတဲ့အခြေအနေကိုရောက်လာမယ်ပြီးရင်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးအဆင်ပြေမယ်အဲစိတ်ချမ်းသာစရာလေးတွေကြုံတွေ့ရလာရနိုင်တယ်ပျော်ရွှင်စရာလေးတွေဖြစ်တည်လာနိုင်တယ်ကိုယ့်ရဲ့အိမ်တော်ရေးဂုဏ်သတင်းကလည်းကျဲလို့ကြိုင်သိမ်းလာနိုင်တယ်ဆိုတော့နမိတ်မျိုးကိုတွေ့ရတယ်ပေါ့အဲတော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကံလေးကကောင်းတယ်အိမ်တော်ရင်းကံလေးဒီရက်ပိုကောင်းမှုအတွက်ဘာလုပ်ရမလဲဆိုလို့ရှိရင်အမ် အိမ်ရဖရားမှာဘောနော်ညနေ၄နာရီမှာဖရားပန်းလဲဖရားပန်းကပ်ပြီးအဲအဲ့ပြီးလို့ရှိရင်အိမ်တော်ကြီးကန်လေးအဲစုပြေးလမ်းဆန်လာဖို့တော့ဆူတောင်းလို့ရပါတယ်ပြီးတော့ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်ပြီးကြားလာတဲ့နမိတ်ကတော့သမောဆိုတဲ့နမိတ်ပေါ့နော်အဲ့တော့သမောကြီးဆိုတာဘာကိုပြောချင်တာလဲဆိုတော့အဲရေနဲ့ပတ်သက်ပြီးတော့တတိထားရမယ်အဲပြီးအလေးပင်မာတာကိုတတိထားရမယ်ပြီးလို့ရှိရင်ကိုကအဲ့လိုရေချိုးမာတာပြီးတော့ဒီမိုး မိုးကြောင့်ပေါ့နော်မိုးတွေရွာတဲ့ချိန်မှာဖြစ်တတ်တဲ့ယောဂဝေဒနာလေးတွေအနည်းငယ်ခံစားရနိုင်တယ်သို့ပေမဲ့အဲတိတ်မကြပါဘူးခဏအဲ့လိုတပတ်ပေါ့နော်ဒီတပတ်တွင်းမှာပဲခဏတပြုတ်ဖြစ်မယ်ပြီးနော်နာစီချောင်းစိုးလောက်ဖြစ်ပြီးတတ်တာသွားမယ်ဆိုရင်နမိတ်မျိုးလေးမြင်ရတယ်ကြီးကြီးမားမားတော့မရှိဘူးယောဂဒုံးကနေဝင်လာပြီးဒိုင်းကနေပြန်ထွက်သွားတတ်တယ်ဆိုတော့နမိတ်မျိုးလေးပေါ့နော်အဲ့တော့ကြီးကြီးမားမားတော့ရှိပါဘူးယောဂဟောင်းနေပါရှိရဆိုလို့ရှိရင်လည်းမကြခင်မှာတတ်တာပြောင်းကင်းသွားမယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ကျမ်းမာရေကန်လေးပူကောင်းလာဖို့အတွက်ဘာလုပ်ရမလဲဆိုလို့ရှိရင်တမောတိမှာတပြေပန်းဆိုင်ပြီးတော့ Du Lubeva